မင်္ဂလာပါရှင်ဆရာကြီးပီမိုနင်းရေးသားထားတဲ့အရက်ဖြတ်စီဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်အရက်ဖြတ်စီ ตายานุပြူစိမ့်ဆိုသောမူဥရုညနေချံအချိန်တည်းဘိုလင်းအတွက်ဘီယာချင်းဖြစ်လေ၏တို့ဖြစ်သောကြောင့်ရန်ကုန်မြို့သို့ကြီးမြနိုင်ဘက်မှလာသောဘတ်စကားတွင်ဘီယာရှိန်နှင့်ဘတ်စကား၏ပြင်းထန်စွာသွားသောအရှင်ရောဆက်ကစေပြင်းလေးကိုခဲလျက်တယောက်သေးသောခရီးသည်အဖြစ်နှင့်လိုက်ပါလာသောဖိုလင်း၏စိတ်မှ လောကတကြီးတမျိုးလင်းသောသဖြင့်ထိုးထွင်းသောညံတွင်ပေါ်ပေါက်လျက် စိတ်လက်သားရစွာ များစွာကြည်နူးခြင်းဖြစ်လေ၏ရန်ကိုပစွန်တောင်ရေကျော်ဟု တကြောကျော်အော်ခေါ်ဟစ်ကြွေးသော စပရာကလေး၏အတန်ကိုမှနာမညီပဲဂီတတန်ထင်မှတ်လေ၏လမ်း၌လူသွားလူလာမများသဖြင့်တက်သူတယောက်မှမရှိသဖြင့်ပစကားကြီးစိတ်ဆိုးကတလန်းလိုရှူရူရှာတာဖြစ်၍လာသည်နှင့်တူလေတည်းဘိုးလင်းသည်လွတ်လပ်သောပကြီးစရာနံမြေကျော်တယောက်ဖြစ်လေ၏ အလုံးတွင်သလောက်ငွေပေါများ၏တိုးတော်လဲဘိုးလင်ဟူသောအမည်နှင့်မလိုက်အောင်ဘီယာတောက်သည်ဖြင့်အဘယ်အခါမှမလင်းလာချေသူမလင်းခြင်းမှလည်းအခြားကြောင်းမဟုတ် လင်းသည့်အခါ၌ရေသောကားများမှများစွာမလင်းမလင်းသည့်အခါ၌ရေသောကားများကပို၍လင်းခြင်းကြောင့်မလင်းခြင်းသည်ဘိုးလင်းအတွက်မကင်းရမကင်းသာသော အခြေအနေတစ်ခု ဖြစ်၍နေလေသည်တည်းသို့တော်လည်း မမူရသည့်အခါမမူရသောကြောင့်အလုံးမလုံးနိုင်မူသည့်အခါမူသောကြောင့်အလုတ်ကိုမကင်ခြင်းသဖြင့်ငွေဝင်ဖြစ်နေခက်အေးအေးရှိရနိုင် ထိုဝင်သမျှသောငွေများမှာဘီယာတွင် မြုပ်နှံရသောကြောင့်ရန်ကုန်မြို့၌အနေမဖြောင့်ဖြစ်လျာကြီးမြင့်တိုင်းမြို့ဈေးကလေးရက်တွင်မထင်ရှားသောတိုက်ခန်းကလေးကို အဖိုးတတစွာနှင့်ငှားပြီးတကူဒီနေရရှာလိမ့်ဤငွေကြီးမရသည့်အခါ ပထမတတိယသောအရာသည်တရုတ်ဆိုင်သို့သွားရန်ဖြစ်၏ဝီရီစာရီခညာလှပရေးအတွေ့မိမိကိုကိုစင်ရင်ကုတ္တယံတစုံတရာဝယ်ဖို့တတိမယကြာဖနက်တယံစုပ်၍ပြတ်မှတယံကို မချို့သောစိတ်နှင့်စွန်စားကဝယ်ရ၏ရှက်အင်းကြီးဖြူဖြူတရာစင်နှင့်အပေါ်ဝေးအင်းကြီးအနက်တထဲသာရှိ၏လုံကြီးမှာမဲပြဖြစ်လျာဟိုးတထဲဒီတထဲဖာတွေကတထဲ ဒင်းတထဲဆိုသောစကားလိုဒီတထဲနှင့်ဟိုတထဲသာရှိလျာအိမ်ကိုတော်မကပ်ဖဲဟောင်းလုံးပြည့်၍ထားပြီးတွားကျင်ရာကိုတွားစေကားမူနောက်ဆံမတင် ပူဝင်ခြင်းမရှိကြနောက်ဆံမတင်ခြင်းမှလည်းအသက်30ကျော်ဘူကီ ဖြစ်သောကြောင့်သပင်မှာ တူတူတောက်တောက်စပါးယူပြက်လိုပေါက်၍နေသောကြောင့်ဖြစ်လေ၏တို့ပင်ပြစုတ်တည်၍ရာနေတော်လဲလူရည်လူသေးကအတော်ကလေးသာနာသဖြင့် မဝေမစာမကြွားမဝင့်တော်လဲတင့်တင့်တဲတဲအသွင်ရှိလေ၏အချို့သောမိတ်ဆွေများကမောင်ဘိုးလင်းအားမိမယူပြီးတည်တည်ကြကြနေရန်အတောက်စားလျှော့ပြီးကြည်ပွားလိမ့်မည်ဟုပြောကြ၏ဘိုးလင်းကမူကမိမများကိုတနာသောကြောင့်မယူဘဲနေသည်မိမိကိုယူသောမိမကကန့်ဆိုးလိုပဲဟုပြောလေရှိ၏ ထိုမှတပါလဲအဟုတ်တကယ်တဲတဲမဲမဲပကြီးစရာဆွဲမက်လောက်တော့မိမတယောက်ကိုမျှလဲမတွေ့ခဲ့ဘူးကြီးထိုနေ့ဒီကထူကြသောနေ့ဖြစ်၏ဘတ်စကားသည်အလုံးရထဲသို့ကြွေဝင်ပြီးတရထလံဘတ်သို့လှည့်၍တက်တော်မြင့်နေရ၌ဘူလင်းဤဘဝတွင် ကြီးစွာပြောင်းလဲခြင်းကို ဖြစ်စေသော အချင်းရာတစ်ခုသည်ဖြစ်ပွားပေါ်ပေါက်မူပေါက်ခါပွင့်၍ကြာသလိုကြုံလာခြင်းဒီကား လာပါခမတက်ပါဟု စပယာကလေးအခေါ်တွင် အပြင်သို့လှမ်း၍ကြည်လိုက်ရာ ပကြီးစရာဤမျက်လုံးများကို ပြူကနေဖြစ်အောင်လှုပ်လိုက်သောတရံတစ်ခုဖြစ်လေသည်ထိုတရံဒီကပိုဖဲထီကလေးကို ပိုက်ခါရွှေရောင်မြရောင်ရောဆက်သောတင်လက်ဆွဲဤကလေးတစ်လုံးကိုကင်လျက်လှမ်း၍တက်လာသောပိန်ပိန်ပါပါဝင်ဝင်ထင်ထင်ပြသည့်အစင်းလာသူကလေးတစ်ယောက်ဖြစ်လေသည်ဘိုလင်းဒီကား နောင်မီတောင်၌ထန်လေးရရှိရာ ထိုမင်းမပြိုသည် မနီးမဝေအလေမကြတကြနေရာ၌ထိုင်လေ၏ဝိပုံစားပုံမှာယူ၏စတုံးမှာမကြီးလှလွန်မဲကာလာဆန့်၏ဘဒုံမှာအင်ကြီးမှာရှန်သားလိုမပါဇာနာကြောင့်ခပ်ဖားပါခပ်ပြော့ပြော့ကလေးဖြစ်၏ထမိန်မှာပုံမဲတောင်တားရောက်တောက်ပြောင်မိုင်းလျက်လျက်ဖြူစင်ရှီလျားသော ခြေကုံခြေချောင်းကလေးများကိုအုပ်လုခမန်းဖြစ်သည် ဖနက်မှာဂွင်တိုးတရေဖနက်ယူယူကလေးဖြစ်လျာလက်မှာလက်ကောက်မရှိလက်ပတ်နာရီကလေးတစ်ခုသာရှိ၏စင်ကြီးလျှောစတုံးရှိနှင်ပန်းနှင့်တူသောစွတ်စွတ်ဖြူသည့်ပန်းကလေးနှစ်ပွင့်မှာထိုးတငယ်မလေးနှင့်လွန်စွာတူလေ၏ဖိုလင်းသည်၎င်းကိုအမှတ်တမဲ့ကြီးကကျောင်းဆရာမကလေးမဟုတ်တန်ရစင်ရဲသောစီမကလေးဖြစ်ရှာပေလိမ့်မည်ဟုစင်ကျင်လေ၏ထိုသို့စင်ကြီးခိုက်တွင် ိုးလင်းဤနှလုံးသည်ရှေးခါကမကြုံဘူးသောနီမျိုးဖြင့်လှုပ်ရှားလျက်နေသည်ကိုသိရလေသတည်းသူငယ်မကလေးသည်လည်း၎င်းကိုတခါတခါကြည့်၏ထိုသူငယ်မမှာမငယ်လွန်လာကြည်အသက်20ကျော်အစိတ်ခန့်မှန်ဆရလေ၏ကားထဲ၌နှစ်ယောက်ထဲရှိသဖြင့်ဘိုးလင်းသည်နှုတ်ခွန်ဆခြင်းတော်လဲပါဇက်ကိုဟာကဘီယာနဲ့ပြမဆူသောကြောင့်မဆဝင်မနေလေ၏ရန်ကုန်ဘက်သို့ရောက်သောအခါ ကလာတစုတက်၍လာသဖြင့်သူငယ်မသည်နောက်ဆုံးတောင်သို့ကလိုက်ရာဘိုးလင်းနှင့်ရင်ဆိုင်ဖြစ်၍နေလေ၏အတန်ကြာသောအခါမိမပြူသည်နှာခေါင်းကို လက်ကိုက်မွားနှင့်တခါနခါတူကားပိတ်လျက်နှာခေါင်းရှုပ်သဖြင့်ဘိုးလင်းသည်မိမိ၏ဖီးယားကိုမတင်ကားပဲစီပြင်းလေးကို အတွင်သာဖွာရလေသည်ကလာရီကအယက်စော်နမ်းလိုက်တာဟုမိမပြူကပြောလိုက်သောအခါ ဘူလင်ကပါပဇမ်ဟာပဲဟုတ်မှာပဲဟုသောအတိပဲရောက်သည့်အမူအရာကိုဦးကောင်းလှုပ်ခါမျက်နာဖြင့်သာပြရလိမ့်ဤသူပြောချင်းရရဲ့မပြောဝင့်မဲစိတ်ဆွာလာရာတခါတခါမျိုးလုံးချင်းဆိုင်မိယုံများနဲ့ပဇွန်တော်ဘက်သို့ရောက်လိရာမိမဲ့ပြူအစင်းတွင်ခြေချော်ရာကြတော့မလို့ဖြစ်သောကြောင့်လက်မောင်းကိုကင်မကထိန်၍ပေးလိုက်ရလိရာနူးညံ့ပျော်ပြောင်းဖော်ရုပ်ပမာတွေ့ထိခံစားရသည်မှာ ထိုညင်အိယာဝင်၌စိတ်ထဲတွင် ဖြောက်ဖြဲ့၍မရအိပ်ပျော်သောအခါ၌ပင်ကတောက်ကြက်တွင်လျှောက်ပြီးမဲ့၍နေလေသည် နောက်တနေ့အိမ်မှထွက်တော်မူရှိရာအဝိလဲမီအပြုတွင်ဟိုတထယ်နှင့်ဒီတထယ်သာရှိသည်ကိုတတိယပြီးဝန်းနေခြင်းဖြစ်လေ၏ဟိုဟာမကလေးကလည်းမျက်လုံးထဲကမထွေငါခုလိုဆက်ပြီးဘီယာကိုမက်နေနေကစုတ်တီထဲစုတ်တော်မှာပါကလားမတော်တဆသင်္ကလေးနဲ့ထက်မှန်၍တွေ့ရလင်း အယန်နံကတထောင်းထောင်းထဝစ်စားတစားကဆုတ်လာစွာမို့အဟုတ်ပင်ခွားတိုက်တော်မှာပါတကားမတတ်နိုင်ပါဘူးလေနောင်လဲထက်ပြီးတွေ့ချင်မှတွေ့ရမှာပဲငါမတော့ဖဲနေလို့လေသူဟာငါ့ကိုကြိုက်ချင်မှကြိုက်မှာဘလို့ပင်နံမီကြောစီကမူငါလိုပကြီးစီယာကိုအလေးကယူပြုချင်မှပြုမှာပဲဟုအောင်မိပြီးထင်ရှူတတတဲ့ကဘီယာတလုံးကို ထုတ်ခါဖောက်ရွေတောက်ပြီးမနေကအချိန်လောက်တွင် ရန်ကုန်သို့ဘတ်စကားဆောင်ရန်ဟ ோம் လန်ဘတ်သို့ထွက်သွားလေသည် ကံအားလျော်စွာမနေကနေရာသို့ရောက်သောအခါထိုတငယ်မကလေးသည် မနေကနေရာသို့အရောက်တွင် မနေကစတိုင်မျိုးနှင့်တရောက်၍လာပြန်လေရာနှစ်ယောက်သာနင်းနှချင်းဆိုင်မိကြပြန်လင်မိန်ကလေး၏မျက်နှာ၌မှတ်မိသောအသွင်ပေါ်လာသည်ကို တွေ့မြင်ရလေ၏သို့တော်လေမနေကနီးတူပင်ပါဇက်မဟာဝင့်ပဲနေရလေ၏ဘိုးလင်း၏နှလုံးသွေးသည်ကမနေကထဲပုံမူပြင်းထန်စွာ ခုံကြွလှုပ်ရှား၍လာလေ၏ထိုညနေ၌မျက်လုံးသည်တိုး၍ကျဲ၏အိမ်မက်တွေတိုး၍များ၏မင်းမပြိုကလေး၏မျက်နှာမှာဓမီးပမာ ဝင်ဝင် တောက်၍ပေါ်လေ၏ငါအတော့ကိုဖြတ်မှာဖြစ်တော်မူမတော်တဆနောက်တစ်ခါတွေ့ရင်ဘယ်နဲ့လုပ်ပါမလဲဖနက်ကလည်းအဖာတွေများလာသဖြင့် သူရှိမှာဖနက်ပေါ်မှာစိုးတော့ကြောင့်ခြေကိုမြစတိုင်ကြအောင်မထားရပါကလားအခုနှစ်ခါရှိပြီဒီအဝိဒီကောင်းပေါဒီဖနက်စုပ် ဒီပါဇက်ပုံနဲ့မို့တုတ်တုတ်များမှလှုပ်တစေရုပ်ပေါ်မှာငုတ်တုတ်သာငါနေခဲ့ရပါကလားဟုတကောင်ကျော်လင်းအားကြီးမှစိတ်အကြံရလိမ့်၏။နနဲ့မိုးလင်းသောအခါ၌လဲထိုစိတ်အတိုင်းတင်းကမတောက်ဖဲနေ၏။တနေ့ငါချက်တတလင်းငါအခုထက်ပြောင်းလဲပြီးလာမှာပဲဟုအားခဲလိမ့်၏။သူအားခဲရာညနေဆောင်လက်တော့အခါမြေဘက်ကလေပြေကလေးအလားတွင်စိတ်တမျိုးပြောင်းပြီးလင်းသူငယ်မကလေးကိုထင်မြင်ရ၌ ဘီယာပလင်းပေါ်၍လာလျာအာဆွမ်းရှိသည်များနှင့်တွန်းလန့်လေ၏သူတွန်းလန့်ရင်ဟမ်တွေးချင်မှတွေးမှာပဲတွေးလို့ကနေရာကြချင်မှကြမှာသူမရည်စားနဲ့လားလင်းနဲ့လားဆိုတာသိရတာလည်းမဟုတ်ယုံသည်စွန့်လို့ယုံရှင်ကိုရချင်မှရမှာတောက်တာပဲအေးပါတယ်ဟုတွေးကကြံရှိသောဘီယာနှလုံးကို나이ဝက်အတွင်အကုန်ပြီးစီပြီးနောက်မနေ့ကအချိန်တို့အရောက်မှာရန်ကုန်သွားခြင်းစိတ်ပေါက်၍လာပြန်လေ၏ မကြမီဘတ်စကားပေါ်သို့ရောက်ပြီးအလုံကအထွက်မှာစိတ်နှောင့်အောင်ပြုသောမင်းမပြိုကလေးတက်၍လာပြန်လျာယမန်ကကဲသောပင်တယောက်ကိုတယောက်မြင်ပြီးမမှီသောအသွင်ကိုသာပြရလိမ့်၏ဖိုလင်းသည်စုပ်ပြတ်ဆောင်ရွက်သောဖနက်ကိုမမြင်အောင်ဝတ်ခါလုံကြီးကို ဖာပါထားပြီးဖုံအုပ်ရလိမ့်၏မင်းမပြိုဤမျက်လုံးများနှင့်မိမိဤမျက်လုံးများမကြမကြဆိုင်မိကြ၏စကားကိုမူကားမပြောဝင့်ကြခြင်း ဣန္ဒြိယရသာနေရရှာလေတည်းထိုညနိုင်ဘိုးလင်းမှာတိုးပြီးအပြင်ဖန့်ဤမိုးလင်းသည့်တိုင်အောင်ထင်ရောက်မြင်ရောက်၍နေဤငါနဲ့တွေ့ခြင်းတို့ညနေတိုင်းဘတ်စကားဆောင်ပြီးစီးနေတာလားဟုတွေးပြီးမဟုတ်ပါဘူးဘိုးလင်းရဲ့နင်းကိုနင်းနဒီလောက်အထင်မကြီးစမ်းပါနဲ့သူ့ဘာသာသူကိစ္စနဲ့တွားတာထင်ပါတယ်ဟုတွေးကဖြောက်ဖြဲ့ဤဖြောက်တော်လေမပြောင်းနိုင်ချေနောက်တနေ့အနိုင်နိုင် စိတ်ကိုတင်းပြီးတောက်ချင်းကိုရက်လိဤ ရရှိသောငွေကလေးများနှင့်ဖနက်အသည့်တရံကိုဝဲ၏လက်ထဲ၌ငွေ25ကျပ်ကျန်ရာစတိုးကိုသွားပြီးဘီယာကိုဝဲရကောင်းမလားဟုစဉ်းစားပြီးစိတ်ကိုတင်းကငင်းဆန့်ပြီးလင်းခေါင်းပေါင်းအသည့်ရှက်အင်းကြီးဖန်စီ3ထိန်လုံကြီးအသည့်တထဲဝဲ၏ထိုနေ့ညနေဝင်ဝင်ပြောင်ပြောင်စတိုင်ထောင်ထောင်နှင့်သွားလိမ့်၏အလုံးဘက်သို့ရောက်သောအခါရင်ထဲမှတဒိတ်ဒိတ်ဖြစ်၍နေ၏လာမလာပါမလားဟုစိုးရင်၏ အလုံကထွက်ခန်းဤ၌တောင်မြောက်လေးပါးကိုကြည်ရာမင်းမပြိုမပေါ်လာသဖြင့်အာပျော်၍သွားလေ၏ရန်ကုန်သို့ရောက်သောအခါတငယ်ချင်းတယောက်ထံသွားပြီးလုံကြီးအင်းကြီးတပတ်နှံများကိုငှားပြီးမိမိ၏အဝတ်အသက်များကိုအပေါင်ဆိုင်သို့ပို့ကာအရက်ဆိုင်သို့ပြေးပြီးတနေ့မြကွဲကွာနေခဲ့သောဘီယာကို မြင်ရှက်စွာတောက်ရရှာလေသည်နောက်တနေ့ငွေပြတ်သဖြင့်အလုတ်ကိုကြိုးစား၍လုပ်ရာ တလာကြောကြောကျွေးတင်၍နေသောပုံတူအလုတ်တစ်ခုကို အပီးလုပ်ပြီးပဇွန်တောင်ရှိ ပွဲစားကြီးဥဖိုးညာဤအိမ်သို့သွား၍ပေးလျာထိုအိမ်၌ချိတ်ဆွဲထားသောဓားပုံတစ်ခုကိုမြင်ရလီအံ့အားသင့်ကစိုက်၍ကြည်နေပြီးမြည်သူဤပုံလေဟူမေးရပွဲစားကြီးကကျုပ်သမီးကိုအင်္ဂလိပ်စာသင်ပေးနေတဲ့သူငယ်မပဲအလုံကညဘက်မှာလာလာပြီးသင်ပေးရှာတယ်တလ90ပေးရတယ်နေတိုင်းမဲလား စနေတနင်္ဂနွေကလွယ်ရင်နေတိုင်းပဲထိုအခါဘိုလင်းသည်မတွေ့ရသောရက်ကိုပြန်၍တွေ့ကြရာစနေနေ့ဖြစ်သည်ကိုသိရလေ၏ထိုအခါပွေစားကြီး၏ပုံတူရေကငွေ90နှင့်မိမိပေါင်နှံထားသောအဝတ်များကိုပြန်၍ရွေးပြီးဖဲဒီအစ်တတလေးမိုးကတထိန်ဖန်စီချီအိတ်တစုံနှင့်ယူဖနက်တရံလက်ကင်မွားတရာစင်ကိုဝယ်၍နင်းနေပါပါကလေးတောက်ပါအုံမြေလီဟူအောင်မေကဆိုင်တို့သွားလျာ နင်းနေမှအဖော်နဲ့တွေ့၍များပြီးအပေနီးဖြင့်အင်ကိုပြန်ရောက်မှမသိနင်းနေမိုးလင်းသောအခါငွေလေတပြားမှမကျန်ညကဝေလာသောပစ္စည်းများလည်းအိမ်သို့မပါပျောက်ဆိုးစွန့်ခွာ၍သွားကြပြီးခေါင်းခဲသောယောဂသာကြံ့၍နေသဖြင့်များစွာစိတ်ညစ်လျက်အတိမိတ်ဆွေများထံငွေချေပြီးဘီယာကိုဆက်လက်တောက်ရလေ၏ညနေချိန်ရန်ကုန်သို့အသွားမှာသူငယ်မကလေးနှင့်ဘတ်စကားပေါ်၌တွေ့ရလေ၏ တိုးတော်လေ စကားမပြောဝင်မေစိတ်ငြိမ်သွားရလိမ့်ဤထိုအခါမိတ်ဆွေတယောက်က၎င်းကိုမြင်သဖြင့်ကိုဘိုးလင်ဘဲဟုလဲဟူမေးရသူငယ်မကလေးကအံ့အားတင်လျက်၎င်းကိုကြည့်ပြီးရှင်ပွဲစားဤဥပိုးညာပုံကိုရေးတဲ့ကိုဘိုးလင်လားဟူမေးဤဘိုးလင်ကပြုံးလျက်ခေါင်းညင်းဤမိတော်မိတ်ဆွေဘက်ကိုလှည့်ပြီးပါဇက်ကိုလက်ကလျက်မင်းငေါကအရှိကိုပဲဟု ပြောလိုက်လိမ့်ဤ အဝိစားမမှုအတော်ကလေးကောင်းသဖြင့်ဖနံမာလေးပထမဝဲသောအစ်စ်ဖြစ်သောကြောင့်စတိုင်ကြကြထိုင်ရဲလိမိမပြိုကလေးဒီကအသွင်ပြောင်းခြင်းကိုအကဲခတ်ခါကြည်လျာဘိုးလင်းမရုတ်တရက်အဝိစားပြောင်းလဲခြင်း၌စိတ်မလုံသောကြောင့်မိမိပါသာအခြားဘက်သို့လှဲကားပြုံ၍နေလိမိမပြိုကလေးမှာခါတိုင်းထဲရွှင်ပြသောအမူအရာရှိသည်ကိုတည်ရလေသည်ရှင်းနံမီတော့ကြော်ပါရဲ့ အင်မတန်တောက်တယ်ဆိုဘိုလင်းသည်ပဇတ်မဟာပဲပြုံလေးရဲ့စကားပြောခြင်းတလူလူလှုပ်၍နေ၏နောက်တနေ့တွေ့သောအခါဘိုလင်းမှာအရက်ကိုတောက်၍မလာသဖြင့်ရဲရဲရင်းရင်းစကားပြောလေးရာအတိဖြစ်၍သွားလေ၏မမီကြော်တဲ့သူနင်းနေပါပါတောက်တော့တောက်တာပါရောပြီးကြော်တာပါဗျာလုံအားကြီးလို့တော့မဟုတ်ပါဘူးဒီအပေါ်မှာတယောက်တည်းဆိုတော့အထင်းမရှိတဲ့ခြိခင်းလို့ဖြစ်နေတာပါပဲသူငယ်မကလေးသည်စကားပြန်၍မပြောဘဲနေလေ၏ ဘိုးလင်းသည်တနေ့တစ်တနေ့အချစ်တကိုးဖြင့်ကြိုးစား၍ဖျက်လျာအရက်ကိုလုံလုံမတောက်ဖဲနေနိုင်၍လာလိမ့်၏တနေ့တစ်တနေ့သူငယ်မကလေးနှင့်အကျွမ်းဝင်၍လာလိမ့်၏ရှင်မပြေလို့ဒီကားမကြီးလိုက်တယ်လေမင်းသွားနေကြအချိန်ကိုတမင်မှန်းလာလို့ပေါ့ပြန်တဲ့အချိန်ကိုတော့မသိလို့နေရတာပါမင်းမရေးမိဘူးလားကျမမတင်ငါလို့မေးတာပေါ့ကျမရေးမိပါတယ်လို့ပေမဲ့ရှင်ကအရက်တောက်တဲ့လူမို့ကျမက မင်းနဲ့တွေ့ကြတဲ့ကမတော့တော့ပါဘူး။ယုံရမှာလားရှင်တကယ်ပဲလား။အချစ်ဆိုတာအင်မတန်တကူကြီးပါတယ်။မင်းလည်းငါ့ကိုမြင်ကြတဲ့ကမုန်းတဲ့လက္ခဏာမရှိဘူးလို့သိရတာနဲ့ဒီလိုအချောလာမင်းမမြက်ကလေးနဲ့တက်အောင်ငါ့ကိုငါဘလို့လုံးမယ်ဆိုတာစိတ်တင်းပြီးအရက်ကိုဖြတ်တာပဲ။ဒါမင်းရဲ့ကြီးစုမို့ကြီးစုရှင်မို့ကျေးဆွချင်သလား။အော်ဒီလိုပါ။အင်းဟုတ်ကဲ့ဆိုပါတော့လေ။တွေဝိုက်နေလို့အကျိုးမရှိပါဘူး။အတိသားနဲ့မေးတာဦး။ ရှင်းပဆက်ကပြောရုံနဲ့ကျမမယုံနိုင်ဘူး။နောက်နှစ်ခါဒီအချိန်ကျလို့ရှင်တကယ်အရက်ပြက်ကြောင်သိရည်။ရှင်းလို့ပြေဆုံးပါလိမ့်မယ်။ဟော်ဒီပန်ကလေးဟာကျမပြောတဲ့စကားရဲ့တည်တည်ပါပဲ။ဟုပြောပြီးဦးကောင်၌ရှိသော စပယ်ပန်ခက်ကလေးကိုနှုတ်ယူ၍ပေးလိမ့်၏။ဘိုလင်းသည်ထိုပန်ကလေးကိုနမ်းပြီးတရီအိတ်ထဲသို့ထည့်ကာနှလုံးသားနှင့်အနီးဆုံးသောရှက်အင်းကြီးအိတ်ထဲသို့ထည့်လိုက်လိမ့်၏။ရှင်အရက်တောက်ချင်တဲ့အခါတိုင်းဒီပန်ကလေးကိုကြည့်ပါ။ ပန်းသခင်ရှိတယ်လို့အမြဲအောင်းမိပါဒီအတွင်းမှာကျမနဲ့တွေ့ဖို့မကြံစီပါနဲ့ဟုပြောပြီးဆင်၍သွားလိမ့်ဤထိုနေမှဆ ாய் ၍ဘိုလင်းသည်မိမပြိုကလေးကို မတွေ့ရတော့ဘဲနေလေသည်ဆနလကြော်၍သွားလိမ့်ဤရန်ကုန်မြို့ပကြီကျော်ဥပိုလင်းသည်ခန္ဓာစိတ်ငြိမ်သော စတူဒီယိုကြီးထဲ၌ချိတ်ဆွဲ၍ထားသောမိမိစိတ်ကူးနှင့်ရေးထားသည့်လောက်ပါသောမိမပြိုကလေး၏ရုပ်ပုံကို ဖူးမြော်သလိုကြီးကမျက်ရည်လဲလျက်နေ၏အင်ကြီးအိတ်ထဲကတည်ရည်အိတ်ကိုထုတ်ကတည်ရည်အိတ်ထဲကစကုတုကလေးကိုဖြည့်ပြီးလက်နှစ်ဖက်၌ထဲကနန်းလိ၏တမကြီးချပြီးမျက်နာကိုပဝါနှင့်တိုးလိ၏ပန်းကြောက်ကလေးများကိုစပွဲပေါ်ကစအိတ်ကလေးတစ်ခုထဲထဲကကားပေါင်းဤအကြာမှန်ပေါ်တွင်ထိုးညက်ပြီးထွက်သွားလိ၏ထိုအခိုက်တွင်ခံရသောအဖိုးကြီးတယောက်နှင့်မိမပြိုကလေးတယောက်ဝင်ရောက်၍လာရာ အဆိုပါရုပ်ပုံကားရှိသူရောက်ရင်းအံ့အားတင်လျက်ကြည်နေကြလေ၏ကားပေါ်၌မောင်ဘူးလင်းဟူသောနံမြီလက်မှတ်ကို မြင်ကြရလေ၏မင်းမပြိုလေးမှာ မျက်ရည်တွေဝိုင်း၍လာ၏ကားပေါ်၌ညှက်ထားသောစာအိတ်ကလေးကို ယူ၍ကြည်ရာမိမိ၏ပန်းကလေးကိုမြင်ရလင်ရင်ထဲမှဖူလိုက်ပြီးမျက်ရည်တွေချောင်စီ၍လာလေသည်ထိုအခိုက်တွင်မိုးရွာ၍လာသဖြင့် ဘူလင်းသည်မိုးကယူရန် အခန်းထဲသို့လှင်မြန်သောဖနက်တန်ဖြင့်လာလေရာနှလုံး၌အမဲခို၍နေသော မပြောင်းနိုင်သောမျက်နာကိုတကယ်မြင်ရလေလင်ကြက်တီတီ၍နေလေ၏နှစ်ယောက်စလုံးတယောက်ကိုတယောက် ကြည်ကားနေလေ၏အဖိုးကြီးသည် အပြင်ဘက်သို့ထွက်သွားလေ၏နှစ်ယောက်သာတယောက်ထံတယောက်ပြေးကက်ကာတယောက်၏ရင်ကိုတယောက်ဝင်ရောက်လျက်နှစ်ကိုမှတကူပမာဖြစ်ကြရလေသည် ဖေသွားနေရသလဲဘာဖြစ်လို့အကြောင်းမကြားသလဲတိယောက်နဲ့တိယောက်အယောဝင်တိတ်ပြီးချစ်ကြလိမ့်မယ်တိတ်ချစ်နေခိုင်းမှာရှင်ကအရက်မဖြတ်ရင် ကျမဒုက္ခဖြစ်မှာပဲဒီအတွက်ရှင်အရက်ကိုမဖြတ်ရင် ရှင်ကိုလွယ်လွယ်နဲ့ဖြတ်ဖို့ရန်ဝေးအောင်ကြံနေပါတယ်အခုတော့ရှင်လူကောင်းဖြစ်ကြောင်းသိရလို့လာတယ်ကျမဖြစ်ပြီလေအကုန်သိပြီးပါပြီမတဲတဲ့မိသွေးတည်လို့ဖေဖေးစီပြန်နေရတယ်အရင်ကမိရွေကြောင့်လေလွင့်ပြီးရန်ကုန်မှာနေတာပါ ရှင်ဘယ်တော့တောင်ကူကိုလိုက်နိုင်မလဲဒီမှာတပည့်ကျော်မောင်ကြီးရှိလို့စိတ်ချရပါတယ်ဘယ်ခါမဆိုအသက်မှာပဲဆရာကြီးပီမိုနင်းရေးသားထားတယ်အရက်ဖြက်စီဆိုတဲ့ဝိထုတူလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီနာဆင်ပေးခဲ့ကြတယ်ညွေဦးနရတိန်ရဲ့ချက်တော်ပြိတ္တများအလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်